ကိုယ်ကောင်အဲလုံးတဲ့လုံးထိုင်တဲ့ကုသကောင်တွေအကုန်လုံးကဘယ်ကြောင့်လို့ဒီကနေ့အကျောဆုံးကအကောင်းဆုံးပဲတဲ့ဒါလေးကိုရင်းနဲ့နှလုံးနဲ့မှတ်ချင်တယ်ဘုရားလုံးထိုင်တဲ့ကုသမန္တန်ကအကုန်လုံးပါမယ်မနှုတ်ခင်းလို့ရှိရင်နောက်ဘဝကျကိုမရတဲ့အခါမှာနောင်တပြန်မှုဆိုတဲ့နရတ္တိအခုကြည့်ရင် ဒါနကောင်းလို့ဒီပြည့်ခဲ့မယ်ဆိုရင်သူလည်းမင်းသားကလည်းမင်းသားလိုဖြစ်ပြီလားဒါနကောင်းလို့မပြည့်ခဲ့တဲ့အတွက်ကြောင့်အရာရာနှင်းကြနေသို့တော်ကံထမ်းသမားတည်းပဲသူကဓာတ်လေးပါးနဲ့ပြန်ပြောနေနော်အဲအကျောင်းဆောင်အောင်လို့ဘယ်လိုလုပ်ကြည့်ရသော်ဘုရားရဲ့ခုံတော်တွေထဲမှာကြည့်ဝိသံစရဏတံပန်ယောဆို ဝိဇ္ဇာဆိုတဲ့အသိဉာဏ်နဲ့လည်းပြည့်စုံရမယ်ဆရရဏလို့ဆိုတဲ့ကုသိုလ်တရားတွေနဲ့လည်းပြည့်စုံတယ်ဆရဏတရားမရှိဘဲနဲ့ဝိဇ္ဇာတရားတတ်တဲ့နဲ့မရဆရဏတရားတတ်တဲ့နဲ့ဝိဇ္ဇာမပါဘဲနဲ့လည်းမရဘူးနှစ်ခုစလုံးစုံကဥပမာဗာနဲ့တူလို့ဆိုလို့ရှိရင်နှစ်ကလေးတောင်ကိုကြည့်လိုက်နှစ်ကလေးတောင်ကို ဒီတော့ကိုခြေတော့ပါတယ်အဝင်းကိုပြန်တန်းကိုအတောင်ပါတယ်အစားစားကိုနှုတ်သေးပါဟုတ်ကဲ့ကဲခြေတော့နဲ့ခြေတော့မပါဘူးဆိုလို့ရှိရင်တပင်ပေါ်မှာနားလို့ရမလားအတောင်ပါလို့ရှိရင်အစားစားကိုပဲအင်းအနံရှိတဲ့ဆင်းကိုပြန်လို့ရပါဘူးလူသေးမပါလို့ရှင်အစာအနာနာရှိကုန်လည်းလူသေးမပါရင်စားလို့ရမလား အင်းအဲ့ဒီသဘောပဲဆရဏဆိုတာအတောင်နဲ့ခြေတော်နဲ့အင်းဆိုတူတယ်အစာရှိရပုတ်ပြီးပုတ်ပြီးကဝိဇ္ဇာနဲ့တူတယ်တကယ်လို့ဝိဇ္ဇာလည်းရှိရမယ်ဆရဏလည်းရှိရမယ်သူပြောတယ်နော်အဲ့ဒါအကြောင်းဆုံးတာပဲအကယ်၍အကြောင်းမဆုံးဘူးဆိုလို့ရှိရင် မကောင်းဆုံးလို့မဟုတ်ဘူးဒါရီကိုတကယ်လို့စဉ်းရင်သုံးသက်ပြီးတော့ရှင်နဲ့နှလုံးနဲ့မှာမှတ်သားထားဖို့လိုအပ်တယ်သူကလည်းမှတ်သားထားလို့ရတဲ့ဘုရားမြတ်စွာဘုရားရှင်ဟောကြားတော်မူခဲ့တဲ့တုတ်တန်နေတဲ့ကနေထုတ်လို့လို့ဒါပြောပြမယ်အင်္ဂုတ္တရနိကေဟံဘုဆောပြဟောထားတဲ့တုတ်တန်နှစ်ခုရှိတယ် ခုကအခုလတုတ်တန်တဲ့အခုကဒေဝတာတုတ်တုတ်တန်အခုရှိကုလတုတ်နဲ့ဒေဝတာတုတ်ကိုကြည့်လို့ဆိုတုတ်အကျောင်းနဲ့တုတ်အကျိုးအကျောင်းနဲ့အကျိုးဟာဒီအကျိုးကိုလိုချင်ဒီအကျိုးမှရှိလို့ရှိရမရှိလို့ရှိရင်ဒီအကျိုးလိုပါရင်ဒီအကျိုးရမှာမဟုတ်ဘူးနော် ဒါကြောင့်မို့လို့ဆရာဆရာအကြောင်းတရားတွေကိုဆင်းအထုတ်ဖို့လိုအပ်တယ်ဘုရားကိုပြောကြရအောင်ခုနတုတ်တန်ရမြတ်စွာဘုရားဟောတယ်လို့ရှိတယ်။ဘုရားနာရီကမိမိတို့နေအိမ်ကိုကြွလာတယ်။ပြည်လို့ပဲကြွလာတာဖြစ်စေဥပဒေအလိုလျောက်ဥဒ္ဒကရမအမှုယင်းဤလို့ကြွလာတာပဲဖြစ်စေ ဘုရားဘာသာဝင်တွေရဲ့အိမ်ကိုရဟန်းတံဃာတွေကြွလာနေရှိတယ်မိမိတို့ကိုယ်ကိုယ်တွေရဟန်းတံဃာကြွလာအဲဒီလိုကြွလာတဲ့အခါမှာအကျောင်းတရားတွေဖြစ်ပေါ်လာပုံတွေပြောမြတ်စွာဘုရားဟောတယ်အဲဒီရဟန်းတံဃာတွေကြွလာတဲ့အခါမှာအိမ်ကိုကြွလာလိုက်တာနဲ့တကယ်နဲ့စိတ်ထဲက တို့အိမ်တန်ကကြွလာတယ်လို့ဆိုရင်စိတ်ထဲကဂျင်းနူးသွားတဲ့အခါရှိနိုင်တယ်ဟုတ်ကဲ့စိတ်ထဲမှာဂျင်းနူးသွားတယ်ဟိုဆရာတော်ရင်ကြွလာတယ်ဟိုတန်ကရင်ကြွလာတယ်စိတ်ထဲမှာဂျင်းနူးတော့ဒါအမြဲတမ်းတော့ဂျင်းနူးချိန်မှာဂျင်းနူးတော့ဒီလိုတော့ဘာလို့လာတာရောရှုပ်ကရှုပ်နေစဉ်းစားနေဖြစ်ချင်းဖြစ်ဟုတ်ကဲ့ အင်းကြောက်လာလို့စိတ်ထဲမှာဂျင်းနူးဆိုအဲ့ဒီဂျင်းနူးလေးကိုမြတ်စွာဘုရားကတိုက်ခတ်တောင်းတနေကပြိတ္တာကိုတူစိတ်ထဲမှာဂျင်းနူးလိုက်တာလက်ပြင်ဖြစ်စေတယ်လက်ပြင်မှာဖြစ်စေတယ်လက်ကိုတူတူပဲတူနေအဲ့ဒီစိတ်ထဲဂျင်းနူးရင်းနေနေတယ်လေဒီကိုတူလေးကအကျိုးပေးလိုက်လို့ရှိရင်ဒီပုဂ္ဂိုလ်ကလက်ပြင်ကိုချက်နေတယ်ဟုတ်လားနော် အကြောင်းတစ်ခုနဲ့ပြည့်စုံပါမယ်။အဲစိတ်ထဲကကျင်းဝင်နေမှာကအင်ကျော်လာတဲ့တန်ဃာတွေကြောပါဗျာခင်ဗျာကြုံဆုံးလက်အုပ်ချီရင်ရှိခိုးတယ်ညပေးတယ်လို့လို့အေးကြောလာတဲ့တန်ဃာကိုခင်ဗျာကြုံဆုံးတယ်လက်အုပ်ချီရင်ရှိခိုးတယ်ညထုံးပေးတယ်လို့အဲ့ဒါကကုသတော်တွေလို့အဲ့ဒီကုသကအကျိုးပေးပြီဆိုလို့ရှိရင် ဖြစ်နေရဖြစ်နေရဘာအထက်တန်းကျတဲ့အမျိုးမျိုးလုပ်ဖြစ်ရတယ်။ညတဲ့မှာအထက်တန်းကျတဲ့အမျိုးအုပ်တန်းကျတဲ့အမျိုးဆိုရှိသေးတယ်။အမျိုးစင်းတူရင်လည်းညတဲ့မှာအုပ်တန်းစားလို့တတ်မှတ်ခံရလို့ရှိသေးတယ်ဟုတ်လို့မြန်မာနိုင်ငံမှာ caste system လို့ခေါ်တဲ့စခွဲခြားတဲ့စနစ်မရှိလို့ ်ပဲ့မသိတာပဲရုံးအိန္ဒိယတို့တည်ယူလို့ကြာရှင်တစ်ကိုကိုပြချမ်းလာတယ်လူတွေတဲ့ဆန်းရဲဆန်းနေဆိုတာအများကြီးခွဲခြားတာ